စီမပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မတ်လ25ရက်နေ့သမစီမပရိုင်တိုင်းမစီမပြန်မာတဲ့အစီအစဉ်ကနေနှုတ်ခွန်းဆက်သလိုက်ပါရယ်။ဒီကနေ့အစီအစဉ်ကိုကျမရွှေနယ်ကတင်ဆက်ပေးသွားမှာဖြစ်ပါရယ်။ဒီကနေ့အစီအစဉ်မှာချမ်းအမှတ်54ကိုဥအောင်ဆန်းဦးတင်ပြတဲ့ short story အတိုင်းလေးလံပြဖို့တရားရုံးအမိန့်ချတဲ့သတင်းစကောင်းစီအဖွဲ့ဝင်ဒေါက်တာမှုထံရဲ့ပိုင်ဆိုင်မှုတွေကိုကာကွယ်ရေးအဖွဲ့တင်ဆက်တဲ့သတင်းစကောင်းစီကကြောက်ဖြူကိုလေရင်နဲ့အင်အားရချီဖြည့်တင်းတဲ့သတင်းနဲ့ လူသားချင်းစာနာတဲ့အကူအညီတွေဖြတ်တောက်မှုကြောင့်နောက်ထပ်ကလင်းငယ်အများအပြားတည်ဆုံရနိုင်တယ်လို့ကုလအဖွဲ့တရိပ်ပေးတဲ့သတင်းအပောင်းတခြားရေးကြီးသတင်းတွေနဲ့စိတ်ဝင်စားဖွယ်သတင်းတွေကိုတင်ဆက်ပေးသွားမှာပါရှင်။ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ချမ်းမှန်54ကိုဦးအောင်ဆန်းဦးတင်ပြထားတဲ့ရှော့စေးကျပ်290ဘီလီယံနဲ့လေးလံတင်ရောင်းချဖို့ကမာရုတ်ခရိုင်တရားရုံးကဒီကနေ့မတ်လ25ရက်နေ့ရုံချိန်မှာအမိန့်ချမှတ်လိုက်တယ်လို့တရားရုံးနဲ့နေဆက်သူတွေထံကသိရပါဗျ။ လေးချိတ်မြောက်လေးလံပွဲကိုလာမယ့်ဧပြီလ29ရက်နေ့မှာလှုပ်သွားမှာဖြစ်တယ်လို့တရားရုံးနဲ့နေဆက်သူကပြောပါရယ်ဒီခြံကိုအရင်ကတရားရုံးကသတ်မှတ်ပေးတဲ့လေးလံကြံခင်းစီပထမချိန်မှာကျပ်315ဘီလီယံဒုတိယချိန်မှာကျပ်300ဘီလီယံနဲ့တတိယချိန်မှာတော့ကျပ်269ဘီလီယံတို့နဲ့လေးလံပစ်ခဲ့ပေမဲ့ဝယ်ယူသူမရှိခဲ့ပါဘူးဒါကြောင့်မလို့ထပ်ပြီးတော့လေးလံတင်ရောင်းချနိုင်ရေးအတွက်ဥအောင်ဆန်းဘက်ကတတိယအချိန်ထက် 128ဘီလီယံရှော့ချတင်ပြခဲ့တာ ဖြစ်ပါတယ်။တရားရုံးကအရင်အခောက်တင်မှာတော့ဥအောင်ဆန်းဦးတင်ပြခဲ့တဲ့ဈေးနှုန်းထက်ပိုတိုပြေသတ်မှတ်ပေးတာတွေရှိခဲ့ပေမဲ့ဒီတစ်ချိန်မှာတော့သူ့ရဲ့ဈေးအတိုင်းလက်ခံလိုက်တာဖြစ်ပါတယ်။ဒီလိုချမ်းမတ်54ကိုလီလန်တင်ရောင်းချဖို့ဆောင်ရွက်တာအပေါ်ဒေါအောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ဘက်ကလည်းပြင်ဆင်မှုတက်တာကန့်ကွက်တာတွေလုပ်ခဲ့ကြပါတယ်။ ဒေါခင်ကြီးအမည်ပေါက်ချမ်းမှန်54ကနှစ်ဧကနေပါကျန်ဝန်ပြီး2016ခုနှစ်မှာရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးကအဲ့ဒီချမ်းမှာရှိနေတဲ့နှစ်ထပ်တိုင်းနယ်မြေတဝက်ကိုဒေါအောင်ဆန်းစုကြည်ကလက်ကောင်တစ်ထပ်တိုင်းနယ်မြေတဝက်ကိုတော့ဦးအောင်ဆန်းဦးကလက်ကောင်ခွဲဝေရယူဖို့အတွက်အမိန့်ချမှတ်ခဲ့ပေမဲ့ဦးအောင်ဆန်းဦးကချမ်းဝန်းတစ်ခုလုံးကိုလေးလံပစ်ပြီးတော့ရတဲ့တံမိုးကိုတယောက်တော့ဝက်ခွဲယူဖို့အယူခံအဆင်ဆင်တက်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာမြို့သားညညွေဆိုရအန်ယူဂျီကလည်းချမ်းမှတ်54ကိုဂျားကလာမြို့သားအစ်င်ရင်ကျင်းမှုအမွေနဲ့ဖြစ်သတ်မှတ်ထားပြီးဘသူ မဆိုးပိုင်ဆိုင်ခြင်းရောင်းချခြင်းဖြည့်ဆည်းခြင်းအပါအဝင်တားမြစ်ချက်တွေကိုဖောက်ဖျက်ကျူးလွန်မှာကအေးအေးယူသွားမယ်လို့ကြေညာထားပါတယ်ရှင်။စကောက်စီအဖွဲ့ဝင်ဒေါက်တာမှုထန်ရဲ့ပိုင်ဆိုင်မှုတွေကိုအပြည့်တိုင်သိမ်းဆည်းလိုက်တယ်လို့ချင်းပြည်ကောက်ွယ်ရေးအဖွဲ့ထန်တလန် CDFTT ကမနေ့ကမတ်လ24ရက်နေ့မှာထုတ်ပြန်ပါတယ်။ထန်တလန်ဒေသခံတို့ဦးဖြစ်ပြီးတော့တမျိုးလုံးကိုမိရှို့ဖြည့်ဆည်းနေတဲ့စစ်တပ်ကိုအားပေးသူ ပြည်သူလူထုပေါ်မှာရက်ဆက်ကြမ်းကြုတ်စွာအကောင့်ထက်ပေါ်ဆောင်ရွက်တဲ့လုပ်ငန်းတွေမှာတက်ကြွစွာပါဝင်ပြီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တဝက်ဖြစ်ပါဝင်ဆောင်ရွက်နေတာကြောင့်သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုတင်ဆက်ရတာလို့ဆိုပါရယ် ချင်းပြည်ကာကွယ်ရေးအဖွဲ့ထန်တလန်ထိန်းချုပ်ထားတဲ့နယ်မြေအတွင်းမှာရှိတဲ့ဒေါက်တာမှုထံပိုင်ဆိုင်တဲ့ချက်မြေအလုံးကိုတော်လိုင်းကာလအတွင်းမှာပြည်သူလူထုကိုစားအပြီးပိုင်တင်စီပြီးလိုအပ်တယ်လို့ဆက်လက်ကင်တွယ်သွားမှာဖြစ်ကြောင်းနဲ့အတက်တက်လာမဲ့အစိုးရတည်ထံကိုလွှဲအပ်ပေးသွားမှာဖြစ်တယ်လို့ထုတ်ပြန်ချက်အတွင်းမှာဖော်ပြထားပါတယ်။ပိုင်ဆိုင်မှုတွေကိုတင်စီရမှာသူ့ရဲ့အမျိုးသမီးအပါအဝင်မိသားစုဆွေမျိုးတွေနဲ့သက်ဆိုင်ခြင်းမရှိဘဲ ူ့နာမည်နဲ့ပိုင်ဆိုင်ထားတဲ့ဆယ်အေကားကျော်ရှိတဲ့စိုက်ပျိုးရေးခြံနှစ်ခုမြေကွက်သုံးကွက်နဲ့နေထိုင်ခဲ့တဲ့အိမ်အပါအဝင်ကာလာပေါက်စေးသိန်း6000ကျော်တန်မိုးရှိတယ်လို့ CDF TT ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောဆိုပါတယ်ထန်တလန်မြို့မှာစစ်ကောင်စီတပ်တွေဆက်ရှိနေပေမဲ့မြို့ကိုအပြည့်အဝထိန်းချုပ်ထားနိုင်ခြင်းမရှိဘဲကာကွယ်ရေးအဖွဲ့အနေနဲ့မြို့သားရဲကိုဦးစားပေးလှုပ်ဆောင်မှဖြစ်ပြီးဒေါက်တာမုထန်အနေနဲ့စစ်ကောင်စီရဲ့လုပ်ငန်းတွေကိုဆက်လက်ပါဝင်လှုပ်ရှားပါကထပ်မံဆောင်ရွက်စရာတွေရှိသေးကြောင်း CDFDT ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါရယ်အသက်89နှစ် ်နှစ်အရွယ်ရှိတဲ့မန္တလေးစေးတက္ကသိုလ်ကဘွဲ့ရခဲ့တဲ့ဒေါက်တာမှုထံက1990ရွေးကောက်ပွဲမှာတတိပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်ဖြစ်ဝင်ရောက်ရှင်းပြရမှာအနိုင်ရခဲ့ပြီးနိုင်ငံရေးလောကကိုစတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။အဲ့နောက်1993ခုနှစ်မှာကျင်းပတဲ့မြို့သားညီလာခံကိုရွေးချယ်ကံကိုယ်စားလှယ်များအစုအဖွဲ့ရဲ့အဖွဲ့ဝင်ဖြစ်တက်ရောက်ပြီးတော့2000ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုနိုင်ရေးအတွက် နိုင်ငံတော်အေဂျင့်တာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီကဖွဲ့စည်းတဲ့ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်မှလည်းအဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပါတယ်။၂010ခုနှစ်မှာပြည်တော်စုချန်းခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကိုဝင်ရောက်ခဲ့ပြီးချင်းပြည်နယ်တန်တလန်မြို့အမှတ်နဲ့မဲဆန္ဒနယ်မှာ၃ချိန်ဝင်ရောက်ရှင်ပြိုင်ခဲ့ရာ၂015ခုနှစ်မှာအနိုင်ရရှိခဲ့ပါတယ်။ ရောင်စုကြံခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီချင်းပြည်နယ်ဥက္ကဋ္ဌအဖြစ်လက်ကောင်ဘိုးအလုံးမှုဆောင်ကော်မတီဝင်အဖြစ်လက်ကောင်တာဝန်ယူထားပြီးမြန်မာဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်ကျင်းပတဲ့2020ရွေးကောက်ပွဲမှာမဲမတ္တမမှုပြုကျင်ကြောင်းလူသိထင်ရှားဆွဆွဲဝေဖန်ခဲ့သူဖြစ်ပါတယ်။ဥရောပသမဂ္ဂ EU ရဲ့ပိတ်ဆို့တံခတ်မှုမှာပါဝင်လာတဲ့ဒေါက်တာမှုထံကဇိုမီဒီမိုကရေစီအဖွဲ့ချုပ် ZCD ပါတီအထွေထွေအတွင်ရင်မှုပူးခင်ကန့်လျက်အစား2023ခုနှစ်ဖေဖော်ဝါရီ18ရက်နေ့မှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဖွဲ့ဝင်အဖြစ်အစာထိုးခန့်ခံခဲ့ရသူဖြစ်ပါရရှင်။ထိုင်းနိုင်ငံဘန်ကောက်မြို့ပန်ဆူမြို့နယ်ပရချူလမ်းမကြီးလမ်းသွဲ38လမ်းကရေမြောင်းတန့်ရှိလုပ်ငန်းခွင်မှာဝင်ရောက်လုကင်နေတဲ့မြမရွှေပြောင်းလုတ်သား2ဦးမနေ့ကမက်စလာ24ရက်နေ့ညပိုင်းမှာဓာတ်လိုက်တီးဆုံသွားရတယ်လို့ထိုင်းရောက်ရွှေပြောင်းလုတ်သားတွေကကူညီဆောင်ရွက်ပေးနေတဲ့ AC မာမိတ်အဖွဲ့ဒရိုက်တာဦးခိုင်ကြီးနဲ့ဒူးထိုင်းတဲ့ရင်တွေကရေးသားဖော်ပြကြပါရတယ်။ မတ်လ24ရက်နေ့ည7:00နာရီအချိန်လောက်မှာအနက်15မီတာအကျယ်3မီတာရှိတဲ့ရင်းမြောင်းကိုတန်ရှင်းလုံရင်းမြောက်လိုက်ကိုထဲမှာဓာတ်လိုက်တည်ဆုံခဲ့ရတာဖြစ်ပါတယ်။တည်ဆုံသွားသူမြန်မာလုံသားနှုတ်ကတော့ကိုမင်းလွင်ဝင်းအသက်32နှစ်နဲ့ကိုလင်းနိုင်အသက်35နှစ်တို့ဖြစ်ပါတယ်။ တည်ဆောင်းသူအလौဒမမိသားစုဝင်တွေရဲ့အကူအညီတောင်းထားချက်အရနင်နာချေရရှိအောင်လိုက်ပါကူညီပေးနေရလို့လဲ AAC မှာမဲ့အဖွဲ့ရဲ့ဒါရိုက်တာဦးခိုင်ကြီးကလူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။ဒါမက်စလာအတွက်မှာထိုင်းနိုင်ငံကလုပ်ငန်းခွင်တွေထဲမှာမြမအလौဒမတွေဒုတိယအကြိမ်မြောက်မတော်တဆဖြစ်တည်ဆောင်းရတာလည်းဖြစ်ပါတယ်။မက်စလာ15ရက်နေ့တုန်းကလည်းဘန်ကောက်မြို့ကရာမာနှစ်တရားဆောက်လုပ်ရေးလုပ်ငန်းခွင်ပြုကြပြီးမြမရွှေပြောင်းလှုပ်သားတုံတည်ဆောင်းခဲ့ရပါတယ်ရှင်။ ရခိုင်ပြည်နယ်ကြောင်းပြူမြို့နယ်မှာရှိတဲ့ဒညဝရရေတပ်ဌာနချုပ်ကြောက်တလုံးဖရအနေကခမရ၅လေးနှစ်ဂုံးချွန်ကျေးရွာအနီးမှာရှိတဲ့ခမရ၅လေးသုံးတို့ကိုစစ်ကောင်စီကလေနဲ့အင်အားရချီဖြည့်တင်းနေတယ်လို့ဒေသတွင်းစီရင်တဲ့မြေတွေထံကသိရပါဗျ။ဒီစစ်တပ်ဌာနချုပ်နဲ့တရင်တွေမှာတိုက်ပွဲပြင်းထန်ရာနေရာတွေဖြစ်ပြီးဒီကနေ့မတ်လ25ရက်နေ့မိုးလယ်12နာရီခွဲအချိန်ကလေနဲ့စီးနဲ့တက်လာချကအင်အားဖြန့်ကျက်ဖြည့်တင်းသွားတာလို့ကြောက်ပြူမှာရှိတဲ့စီရင်တဲ့မြေတို့ကမျက်စိမှောက်ပြောပါဗျ။ အင်အား200ကျော်လောက်ပါဝင်ပြီးတော့300လောက်မှအင်အားဖြည့်တင်းသွားတယ်လို့ဆိုပါတယ်ဒီကရရပိုင်းကလည်းအာရခတ်တော် AA ကလက်နက်ကြီးနဲ့ထိုးစစ်စစ်နဲ့မြို့အနည်းကရဲတပ်ရင်၃၀နဲ့မှအင်အားအနည်းငယ်စီဖြစ်တင်းတာရှိခဲ့တယ်လို့သတင်းရင်းမြစ်ကပြောပါရယ် လက်တလော့ကျောက်ဖြူမြို့နယ်အတွင်းမှာစီရီတဲမာနေပြီးတော့စစ်ကောင်စီဘက်ကလက်နက်ကြီး၄ချောင်း drone တွေကိုဟန်ချက်ညီညီအသုံးပြုလာတယ်လို့စီရီယံဘူကြီးစင်ရော်ကလည်းပြောဆိုပါတယ်။ကျောက်ဖြူမြို့နယ်မှာစစ်ကောင်စီရဲ့တညဝရီရေးတပ်ဌာနချုပ်ကျောက်တလုံးဖျားအနီးမှာရှိတဲ့ခမာယာ၅လင်းနဲ့ဂုံးချွန်ရွာအနီးမှာရှိတဲ့ခမာယာ၅လင်း၃ ခလာရ34မြို့နီးမှာရှိတဲ့အမှတ်32ရဲတပ်ရင်းနဲ့တောင်မော်ကြီးရဲတပ်ဌာနခွဲတို့တည်ရှိပါတယ်။ကြောက်ပြူအထူးစီးပွားရေးဆောင်လုံခြုံရေးအကြောင်းပြကောင်းတရုတ်လုံခြုံရေးအဖွဲ့တွေက2024ခုနှစ်နှောင်းပိုင်းမှာဝင်ရောက်လာခဲ့ပြီးတဲ့နောက်အခုတိုက်ပွဲအတွက်မှာစစ်ကောင်စီဘက်ကအပူလိုင်းချီယာခန့်နဲ့ညာကြည့်စနစ်ပါဝင်တဲ့ဤပညာမြင့် drone တွေဂျမာရီထောက်လှမ်းရေး drone တွေစတဲ့ဤပညာကူညီပံ့ပိုးမှုတွေရှိနေတယ်လို့ကြောက်ပြူမှာရှိတဲ့တပ်တွင်းအကြီးအကဲနဲ့နှိစက်သူတို့ကမျိုးစိမကိုပြောပါတယ်။ ကြောက်ဖြူတိုက်ပွဲအတွင်းမှာတရုတ်ဘက်က drone နဲ့ကင်းထောက်တဲ့ကိစ္စရဲ့တွင်ဝင်ရောက်ကူညီပေးနေတာကိုမြေပြင်သတင်းမြစ်တွေကတစင်သိရကြောင်းလဲစီရီယံဗိုလ်ကြီးစင်ရော်ကအတည်ပြုပြောပါရယ်ကြောက်ဖြူတိုက်ပွဲကြောင်းဒေတာခန်2000ကျော်နေရဲဆုံးခွာသွားပြီးစစ်ဘေးတန်းဆောင်မှုငွေကြေးခက်ခဲနေသူအများစုသာကြံ့ရင့်နေတယ်လို့ဒေတာခန်တွေကပြောပါရယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာရှိတဲ့ဒညဝရီရေတပ်ဌာနချုပ်အပါအဝင်စစ်ကောင်စီရဲ့တရင်အလုံးကိုအာရခတပ်တော်အေကဝိုင်းပတ်ပိတ်ဆို့ထားကြောင်းစေးသတင်းမြစ်တွေကပြောပါရယ် တညာဝရီရေတပ်ဌာနချုပ်ကြက်တိန်စီမော်ကြီးရွာတို့မှာမတ်လ23ရက်နေ့အထိတိုက်ပွဲပြင်းထန်ခဲ့ကဒီကနေ့မှာတော့စီရီတင်းမာနေပြီးတော့စစ်ဆိုင်ထားတဲ့အနေအထားဖြစ်တယ်လို့သတင်းရရှိပါရရှင်။နောက်ဆုံးရပြည်တွင်သတင်းတွေကိုကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။လူသားချင်းစာနာတဲ့အကူအညီတွေဖြတ်တောက်မှုကြောင့်နောက်ထပ်ကလေးငယ်အများအပြားတည်ဆုံရနိုင်တယ်လို့ကုလအဖွဲ့သတိပေးတဲ့သတင်းကိုအရင်ဆုံးကြည့်ရအောင်ပါရှင်။ နိုင်ငံတကာအကူအညီတွေဖြတ်တောက်မှုကြောင့်မွေကင်းဆကလေးငယ်တေဆုံနှုံတိုက်ဖြတ်မှုမှာဆယ်စုနှစ်ပေါင်းများစွာတိုးတက်မှုရှိနေရကနေရပ်တန့်သွားနိုင်ပြီးပြောင်းမြန်အောင်ဖြစ်သွားနိုင်တယ်လို့ကုလသမဂ္ဂအဖွဲ့ကြီးကတင်းလာနေမှာသတိပေးလိုက်ပါတယ်။ကုလသမဂ္ဂကလေးများရမုံငွေအဖွဲ့ UNICEF ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၊ကမ္ဘာ့ဘဏ် World Bank တို့ရဲ့နှစ်ပတ်လည်အစဉ်ခန်းစားကအမေရိကန်တနိုင်ငံတည်းကိုကွပ်ပြီးဖော်ပြထားတာမဟုတ်ပေမဲ့ သမရထရမ်ကအမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအကူအညီအေဂျင်စီ USAID ရဲ့အစီအစဉ်များစွာကိုဖျက်တောက်လိုက်တဲ့အချိန်မှာပေါ်ထွက်လာတာဖြစ်ပါတယ်။ဒီဘွဲကအမေရိကန်ပြည်ထောင်စုရဲ့အဓိကပင်လယ်ရပ်ခြားအကူအညီပေးရေးအေဂျင်စီဖြစ်ပြီးနှစ်စဉ်ဘတ်ဂျက်ဒေါ်လာ52.8ဘီလီယံရှိခဲ့ပါတယ်။ ီလိုအကူအညီပြတ်တောက်မှုကြောင့်အကျိုးဆက်အနေနဲ့အာဖရိကဆာဟာရဒေသကဏ္ဍရနဲ့တောင်အာရှလိုမွေကင်းစကလေးသေးဆုံးလုံးမြန်မာတဲ့နိုင်ငံတွေကအဆိုးဆုံးခန်းစားကြရလိမ့်မယ်လို့ဒီနှစ်ပတ်လည်အစဉ်ခန်းစားကသတိပေးထားပါတယ်။ရှင်းရှင်းပြောရရင် အသက်ငယ်ဝန်ဆောင်မှုလုပ်ငန်းတွေကိုဆက်ထိန်မထားနိုင်မှုဆိုရင် နိုင်ငံပေါင်းများစွာမှာမွေးကင်းစာကလေးနဲ့ကလေးသေးဆုံးနှုန်းတွေပြန်မြင့်တက်လာလိမ့်မယ်လို့အစိုးရကန်စာကပြောထားပါတယ်။2023ခုနှစ်မှာအသက်5နှစ်အောက်ကလေးသေးဆုံးမှုက၄တန်းရှိခဲ့ပြီးဒီထက်မှာအသက်1လအောက်မွေးကင်းစာကလေး2တန်းသန်းပါဝင်တယ်လို့အစိုးရကန်စာကဆိုထားပါတယ်။အသက်5နှစ်အောက်ကလေးသေးဆုံးနှုန်းက2022ခုနှစ်မှာ ပထမဆုံးအနေနဲ့ငါးတန်းအောက်ကိုကြာဆင်းသွားခဲ့တာဖြစ်ပါတယ်၂၀၀၉ကတည်းကတွက်ရင်၅၂ရာခိုင်နှုန်းအထိစံချိန်တင်ကြာဆင်းသွားခဲ့တာဖြစ်ပါတယ်ရှင်ဆက်လက်ပြီးတော့ရွှေပြောင်းဝင်ရောက်သူတွေအတွက်ဗင်နီဇွဲလားကငှားယမ်းထားတဲ့ရှင်းနေတွေကအယ်ဆာဗာဒေါတရားရုံးကိုရှောက်ထားတဲ့တရင်ကိုမြစ်စမဝိုင်းတော်သူဂျူချန်ကတင်ဆက်ပေးမှာပါရှင်။အမေရိကန်နိုင်ငံကနာမည်ဆုံးနဲ့အကျော်ကြားတဲ့ အလဲပိုင်းအမေရိကအကျဉ်းထောင်ကိုပို့ဆောင်ခြင်းခံရတဲ့ဗင်နီဇွဲလားလူမျိုး238ယောက်ထဲကဒါဇင်ပေါင်းများစွာအတွက်ကာရာကတ်ရှိနေလုပ်ငန်းအဖွဲ့တစ်ခုကအယ်ဇာဗီဒိုတရားရုံးချုပ်ကိုတနင်္လာနေ့ကရှောက်ထားချက်တည်းတင်သွင်းလိုက်ပါတယ်။ဒီလူတွေကို American သမ္မတဒေါ်နယ်ထရမ့်ကဘယ်တရားရုံးကြားနာခြင်းမှမလုပ်ဘဲတုံးခဲလာတဲ့စစ်တွင်ဥပဒေတရက်ကိုအသုံးပြုပြီးအယ်ဇာဗီဒိုနိုင်ငံကိုအကြမ်းဖက် Trendy Aquara ဂိုင်းဝင်နေလို့ဆွဆွဲပြီးတော့ပို့ဆောင်လိုက်တာဖြစ်ပါတယ်။ တိုင်းပြည်ကနှင်ထုတ်တဲ့အမိတ်ကိုအမေရိကန်ပြည်ထောင်စုတရားသူကြီးတယောက်ကယာယီဆိုင်ကမိတ်ထုတ်ပေးထားတဲ့ကြားကနေအခုလိုပြန်ပို့လိုက်တာဖြစ်ပါတယ်ဒီလူတွေကိုကတုံးရိပ်ခြေချင်းခတ်ပြီးအယ်ဇာဗီရိုနိုင်ငံကလုံခြုံရေးအမြင့်ဆုံးချထားတဲ့အကြမ်းဖက်သမားထိမ့်သိမ်းရေးစခန်း CECOD ကိုပို့ဆောင်ခဲ့တာဖြစ်ပါတယ်ရွှေပြောင်းဝင်ရောက်လာသူတွေကိုဆက်လက်ထိမ့်သိမ်းထားခြင်းအတွက်အကြောင်းပြချက်ပေးဖို့ရှေ့နေဂျီမီအော်တီကာကတနင်္လာနေ့မှာအရှိတော်အတွင်းစာချုပ်တော်တင်သွင်းလိုက်တာဖြစ်ပါတယ် ဒီလူတွေဟာကျွန်တော်တို့နိုင်ငံမှာဘာပြစ်မှုမှကျူးလွန်ထားတဲ့သူတွေမဟုတ်ဘူးလို့အော်တီကာကတရားရုံးတော်ကိုရှောက်ထားပါတယ်။အဲဒီဗင်နီဇွဲလားလူမျိုးတွေလွတ်မြောက်ရေးအတွက်ရှားပေါင်းများစွာသောလူတွေကလည်းဆန်ဗာဒီမြို့မှာနေရာအနှံ့ဆန္ဒပြနေကြပါတယ်။အဂျန်နာ30ရဲ့ဆွေမျိုးတွေကသူ့ကိုအမှုအတွက်လိုက်ပါဆောင်ရွက်ခွင့်ပေးထားပါတယ်။ဒါပေမဲ့သူကဒီအုပ်စုတစ်ခုလုံးလွတ်မြောက်ရေးအတွက်ဆက်လက်လှုံ့ဆော်သွားမှာဖြစ်တယ်လို့စက်ပြောထားပါတယ်ရှင်။ အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊73စီဈေးနဲ့စောင်းစီဈေးတွေကို ပြပြပေးသွားမှာပါ။ဒါတွေကိုတော့မြစီမဝိုင်းတော်သားကိုမြတ်သူရကစူးစီးတင်ဆက်ပေးထားပါရရှင်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်၊ပြင်ပပေါက်စေ2450ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1590ဒသမ33ကျပ်ပြင်ပပေါင်စေ3334ကျပ်ဥရောပတီယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2286ဒသမ61ကျပ်ပြင်ပပေါင်စေ4804ကျပ်ထိုင်းဘတ်တစ်ပတ်ကိုစစ်ကောင်စီတတ်မှတ်စေ61ဒသမ98ကျပ် ပြင်ပပေါင်စဉ်131.53ကျပ်မလေးရှားတဝင်းကကိုစစ်ကောင်စီတတ်မှတ်စဉ်483.4ကျပ်ပြင်ပပေါင်စဉ်1006ကျပ်ပေါင်စဉ်ရှိပါတယ်။ပေါ်ပြပါငွေလဲလဲနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါပဲ။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချပ်သားကိုရွှေကုန်တဲ့အသင်းတတ်မှတ်စဉ်56သိန်း1000ကျပ် ပြင်ပပေါင်စဉ်68,600ကျပ်15ဘဲတကြသားကို ရွှေကုံတဲ့အသင်းသတ်မှတ်စဉ်92,5935ကျပ်ပြင်ပပေါင်စဉ်64,600ကျပ်ပေါင်စဉ်ရှိပါတယ်။ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းတုံးတွေကတော့ဒီဇယ်တလီတာကို2600ကျပ် ပရီမီယံဒီဇယ်တလီတာကို3215ကျပ်။အော်ဒိတ်92တလီတာကို2960ကျပ်။အော်ဒိတ်95တလီတာကို3045ကျပ်။ပေါ့ဈေးရှိပါတယ်။ပေါ်ပြဘာစသုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစားအုံးစီဈေးနှုန်းတွေကတော့စားအုံးစီတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6855ကျပ်။ပြင်ပပေါ့ဈေး1000ကျပ်။ ပေါ့စေးရှိပါတယ်။ပေါ်ပြပါဇင်းလုံးတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါ။တမစီမာပရန်တာမစီမာပင်မာတရင်စီစဉ်ကိုတင်ဆက်ပေးခဲ့တာပါ။ကြိရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်။တမင်စီမပရနာအစီအစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိည9နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းချိန်ခါဖြစ်ကြပါစေရှင်။ စ္စည်းမှတရင်များဆက်လက်တင်ဆက်နိုင်မှုတို့အတွက်သင်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်အခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ